ပိုင်စီမင်းရသည်ဘွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလားစာဟောစတန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင်အခြေရေးကျမ်းမာရေးငွေကြေးဗန္နာရေးအလုတ်ကင်သမွေးဝန်းကြောင့်နဲ့ပညာရေးတို့ကိုပြပြဆုံဆုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင် channel လေးကို subscribe လုပ်ခဲ့ရသေးရင်လည်း subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင် အခုပထမအဦးစွာအခြေရင်းနဲ့ပတ်သက်ပြီးရောပြောပြပေးလို့ပါတယ်ဒီလားအစမှာတော့တသမတ်တည်းဖြစ်နေရမှရုံထွက်ပြီးတော့စိတ်ခံစားမှုဆိုင်ရာပြည်စုံမှုကိုရှာဖွေပါအခွေလေးအခွေလမ်းများပေါ်ပေါက်လာတာနဲ့အမြအမီးရဆုပ်ကိုင်းမှာလားလေပိုင်းနဲ့ဖြစ်ပေါ်နိုင်သည့်ရှုပ်ထွေးမှုများကိုသေချာစွာဖြေရှင်းမှာဆက်ဆံရေးအဟာရများမှရှုပ်ထွေးတဲ့ပြဿနာများရှိလာနိုင်တော့လည်းပြန်လည်အဆင်ပြေသွားပါလိမ့်မယ်စိတ်သဘောထားချင်းတူညီသူများနဲ့အထိပယ်ရှိသောဆက်ဆံရေးများကိုတည်ဆောက်ပါလားရဲ့နောက်ဆုံးတစ်ဝက်မှာစိတ်ခံစားမှုလုံခဲ့ခြင်းနဲ့ဆောင်ဆုပ်လုံခဲ့ခြင်းများဆောင်ကျင်းလာနိုင်သောတပြင်းစွမ်းရည်များကိုကောင်း သောစိတ်ခံစားချက်များရှိသူဥတီပြောင်းလဲပြီးဆက်ဆံရေးကိုထူးခြားစေသောအရာများပေါ်မှာအာရုံစိုက်ပါအတဲကြများအတွက်ပြင်ဆင်ထားပါသို့တော်စိန်ခေါ်မှုများကကုံဆုံးသွားပြီးပုံပုံကောင်းမှုနဲ့အရာများရလာပါလိမ့်မယ်လက်ကုံပိုင်းမှာသဘောထားအမြင်တင်များပေါ်ထွက်လာပါလိမ့်မယ်လိုက်လျောညီတွေရှိပြီးခန္ဓာရေးရှိပြီးကိုယ်စိတ်ကိုအမှန်တကယ်သိပြီးမှဆက်ဆံရေးအားလုံးတိုးတက်လာပါလိမ့်မယ်စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ကိုမွေးမြူပါအတွေ့အကြုံတင်များဆက်ဆံရေးများနဲ့အစ်စ်တပန်းပြန်လဲဆက်တော့အချက်ကိုကြိုးစားပါ ပုံမပြည့်စုံပြီးတော့အိဗက်ရှိတဲ့ဘဝအတွက်အခြေအနေကိုဖန်တီးပေးပါလိမ့်မယ်။ဆက်လက်ပြီးကျမရေးဆိုင်ရာအကောင်အဆိုးများနဲ့ဆောင်းဆောင်ရဆောင်ရများကိုပြပေးလိုပါတယ်။ဒီလကခြေရသူများနဲ့အတူရတာရှိရအစားအစာများစားပြီးတော့တို့ချင်းကြအချိန်များအတူတူကုံဆုံးပြီးတော့တောင်းတလာရှိပြီးတော့ပုံမှန်ကျမရေးကိုရရှိနေပါလိမ့်မယ်။သို့တော့ဘဝကိုကြိုးရှင်နေချိန်မှာအချိန်ကိုထိန်းသိမ်းရလဲအလုံးအရေးကြီးလာပါတယ်။လားလေပိုင်းမှာကျမရေးဆိုင်ရာပြဿနာများရမ်းမရမ်းငါဖြစ်ပေါ်နေတာဖြစ်ကျမရေးပြဿနာများကိုကာကွယ်ရန်အတွက်စီကြော်များစီများတဲ့အစားအစာရေးကိုရှောင်ကြဉ်ပါအခက်မသိမီကိုဖြစ်လာတဲ့ရောဂါအနေငယ်သေးပင်လည်းလျှင်မြန်စွာပြန်လည်ကောင်းမွန်သွား ါပါလိမ့်မယ်။သို့တော်လည်းလက်ကဝဲမှာခန္ဓာကိုယ်နာကျင်ခြင်းနဲ့ပြင်ပန်းနည်းနယ်ခြင်းကိုဖြစ်ပေါ်စေနိုင်တာကြောင့်စိတ်ဖြစ်စည်းမှုလွန်ကဲခြင်းကိုရှောင်ရှားရန်အတွက်အလုံးနဲ့နှာယူခြင်းကိုမျှတအောင်ထိန်းကြည့်ပါ။၄င်းစီလုံငန်းဆောင်တာများကိုထိရောက်စွာစီမံခွင့်ဧပါသို့တတိထားမှုကိုဦးစားပေးပြီးလုံးစွာအိပ်ဆက်ပါရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုကိုထိသိမ်းရန်အာရုံစိုက်ပြီးတော့လိုအပ်ပါကစေဘက်ဆိုင်ရာအကြံဉာဏ်ရယူပါဖြောရှင်မှုနဲ့အချိန်ကတို့ကြာမျှတအောင်ထိန်းချခြင်းဖြင့်ဒီလရဲ့ကျမ်းမာရေးခွင့်လမ်းများကိုခွင့်ကောင်းယူပြီးတော့ပုံမှုခန္ဓာရရှိသူဖြစ်လာပါလိမ့်မယ် ဆက်လက်ပြီးငွေကြေးနဲ့ဗန္ဓာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်ဒီလားတစ်ချောင်းလုံးမှာတည်ငြိမ်တဲ့ငွေသားစီဝေမှုကိုမျှော်လင့်လို့ရနိုင်ပြီးတော့ဗန္ဓာရေးထုတ်တက်မှုကလည်းအရှိန်အဟုန်ရှိလာပါလိမ့်မယ်ရှုပ်ထွေးတဲ့ပြဿနာတွေကိုယုံကြည်မှု ယုံကြည်မှုနဲ့ပြတ်သားသောချင်းကပ်မှုတို့ပဲကံကွယ်ဖြစ်ရှင်ရဲ့ပြင်ဆင်ထားပါလားလေပိုင်းမှာအထူးသဖြင့်ပိုင်ဆိုင်မှုပစ္စည်းများနဲ့ပတ်သက်ပြီးတို့တက်မှုများကိုဆောင်ကျင်းလာပါလိမ့်မယ်။ကောင်းမွန်သောဂျိုဩဇာအနာလက်မှုများကလက်ထွဲတွေငွေမြဲစေမှုတည်ချစေပါလိမ့်မယ်။ဒါပေမဲ့လည်းလာရဲ့နောက်ဆုံးတဝက်မှာတော့ store share ရောင်းဝယ်ခြင်းကဲ့သို့သော NDA များနဲ့ဗန်ဒါရေးလုံဆောင်မှုများနဲ့ပါဝင်တဲ့အခါတည်ထားပါ။လျင်မြန်စွာပြောင်းလဲနေတဲ့အခြေအနေများကြောင့်ရည်မှန်းချက်ကြီးသောဗန်ဒါရေးလုပ်ငန်းများကိုရှောင်ကျင်ပါအဲ့ဒါအပြင်စိန်ခေါ်မှုများကိုကျော်လွှားရန်အတွက်အခွင့်အလမ်းများကိုအခွင့်ကောင်းယူရန် တတိရှိပြီးလိုင်လျောညီတွေရှိပြီးတော့တတိအချက်လက်များနဲ့အစဉ်ဆက်မပြတ်အောင်နေပါခူးရဆိုင်စီမံကိန်းချမှတ်ခြင်းဆုံးမချချမှတ်ခြင်းတို့ပြင်ပန်းနာရေးတည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ပြီးတော့ပန်းနိုင်များစီကိုထိုးတက်မှုများပြုလုပ်နိုင်ပါလိမ့်မယ် ဆက်လက်ပြီးအလောက်ကိုင်းတဲ့တမိုးဝန်းကျောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။လားရဲ့အစားအိမ်မှာမိငိုရေချင်းတွေကပြိုင်မဲ့များထက်သိတာထင်ရှားသောအသာချက်ကိုပေးပါလိမ့်မယ်။သို့တော့လာတိုးတက်လာတာနဲ့အများလုပ်ငန်းခွင်အခြေအနေမှာဖြစ်ပေါ်နိုင်တဲ့ပြောင်းလဲမှုများအတွက်ပြင်ဆင်ထားပါ။လားလေပိုင်းတွင်ရှုထောင့်ပြောင်းလဲမှုကစီးပွားရေးချင်းကပုံကိုတော်လန်ပြောင်းလဲနိုင်တဲ့ဖြင့်ပြောင်းလဲနေသောလိုအပ်ချက်များကိုလည်းရောရှိလို့ဖြစ်အောင်လုံဆောင်ခြင်းဖြင့်အဝဲခန့်နိုင်ရန်အတွက်နှိမ့်ပြစွာလှုပ်ဆောင်ပါ။ရှုပ်ထွေးမှုများရှိတော့လဲပြန်လဲအဆင်ပြေသွားပါလိမ့်မယ်။ ။ချိန်စရာများမြန်မာထားသည့်တဲ့ကျော်လွန်နိုင်ပြီးစိတ်ပြားအငင်းမှုများဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်မလို့အလင်းစီလိုလုပ်ငန်းသစ်များစတင်ခြင်းကိုရှောင်ကြဉ်ပါ။ဖောက်တယ်များသို့မဟုတ်လုံးဝကွာမများနဲ့အငင်းပွားမှုများကိုလည်းရှောင်ကြဉ်ပါ။ကံကောင်းထောက်မစွာလက်ကုံပိုင်းမှာအပြုသဘောဆောင်တဲ့ပြောင်းလဲမှုကိုယူဆောင်လာမှာဖြစ်ပြီးတော့ဂျိုးပန်းအထောက်မှုများမှာပုံပုံကောင်းမှုနဲ့ရလက်များနဲ့တို့တိုးမြင့်ထားတော့ခွန်အားများကိုရရှိနေပါလိမ့်မယ်။အခွင့်အလမ်းများကိုခွင့်ကောင်းယူပြီးတော့စင်ကုံမှုများကိုကျော်လွှားရရန်အတွက်တတိရှိပါလက်ရုံးကြီးတို့ရှိရတဲ့သူဖြစ်နေပါ ရှင်းလင်းသောအစီအမံဂိမ်းချမှတ်ခြင်းနဲ့မဟာဗျူဟာများလုံးဆောင်ခြင်းတို့ဖြင့်ဒီလရဲ့လားလာများကိုအကောင်းဆုံးသုံးချနိုင်ပြီးတိုးတက်မှုစီကိုဥတည်နိုင်ပါလိမ့်မယ်။အပြူသဘောဆောင်တဲ့သဘောထားကိုထိန်းသိမ်းပြီးတော့အောင်မြင်မှုရရှိဖို့အတွက်အခွင့်အလမ်းများကိုအမီးရစုတ်ကန်ရပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။အခုနောက်ဆုံးအနေနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုဖော်ပြပေးလိုပါတယ်။ဒီလရဲ့ ဒီလမှာဂျိုဩဇာအနာလမမှုများကပညာရေးလားလာကိုမြင့်တင်ရန်အတွက်ဒီထင်ဗန်နေမှုဆိုင်ရာစေကူများကိုလှုံ့ဆော်ပေးမှဖြစ်ပြီးတော့စမ်းသစ်သုံးသက်ခြင်းနဲ့ပန်းတိုင်များကိုခွဲခြားစိတ်ဖြာခြင်းအတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒါ၏တိုးလာတာနဲ့အမြန်တင်ကြားမှုမှာစိန်ခေါ်မှုအသင်းနဲ့လုပ်ငန်းတာဝန်များကိုယူဆရန်ပြင်ဆင်ထားပါ။သို့တော့ဖိအားရှိတဲ့အခြေအနေများကိုထိရောက်စွာစီမံခန့်ခွဲနိုင်သောကိုယ့်ရဲ့စွမ်းရည်ပေါ်မှာလည်းယုံကြည်မှုရှိနေပေပါ။ လားလေပိုင်းမှာအစိမ့်ဝင်စားတဲ့နယ်ပယ်မှာပုံမှုကျွမ်းကျင်ပြီးတော့ထိရောက်မှုရှိလာပါလိမ့်မယ်။လာရဲ့နောက်ဆုံးတော့ကမှာတည်ငူနီလန်းတဲ့များဆက်သွယ်ရေးစနစ်များနဲ့ဘူဒ္ဓများကိုရှာဖွေတွေးရှိရန်ခွင့်လန်းများပုံမှုရရှိလာပါလိမ့်မယ်။ဒီရဲ့အစိမ့်မှာဘာသာရဲ့အသိများတည်ငူခြင်းနဲ့သုတေသနပြုခြင်းကိုထိုးတက်လာပြီးတော့ဆေးရထက်တန်မှုကိုမြင့်တင်ပေးပါလိမ့်မယ်။တိလိုစိတ်ပြင်းပြလိုင်းရောညှိတွေရှိပြီးတော့ ပင်နဲ့ပန်းနိုင်များအတွက်ဆေးရထန်စွာနေပါ။ကောင်းမွန်သောကြိုးစားအနာလက်မှုများကတိုးတက်မှုနှင့်အောင်မြင်မှုကိုယူဆောင်လာပေးပါလိမ့်မယ်။ဆေးဝင်စားမှုအသစ်တွေကိုရှာဖွေလေ့လာရန်၊ကျွမ်းကျင်မှုများကိုတိုးတက်စေရန်ဒီအချိန်ကိုအကောင်းဆုံးအသုံးချပါ။ဇွဲလုံးလားနဲ့မဟာယူဝံများလှူဆောင်ခြင်းတို့ဖြင့်ပညာရေးသင်ကြားမှုများရှာဖွေမှုများမှာထူးချွန်လာပါလိမ့်မယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလာစင်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်